ဲ့တော့တောကြသာသမီးတွေအတွက်ပရမအဆုံးကြလာတဲ့တေရောနမိတ်ရာဆိုရင်တော့ဒါဒုချောင်းခုနှစ်ချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒုခုနှစ်ချောင်းနမိတ်ပါနော်တဲ့ခုဒုက္ခနဲ့ကြောင်းနမိတ်မှာကျတော့သူကမြင်အောင်ပြောရမှာဆိုရင်လူတယောက်ကဒုချောင်းတစ်ချောင်းကိုင်ထားပြီးတော့ကာကွယ်နေတဲ့အနေထားနဲ့မတ်တက်ရနေတယ်။ကျန်တဲ့ဒုချောင်း6ချောင်းဟာအဲ့ဒီဒုချောင်းတစ်ချောင်းကိုင်ထားတဲ့လူလင်တယောက်ကိုထိုးနဲ့တိုက်ခိုက်နေတယ်ဆိုတော့ပုံသဏ္ဍာန်နဲ့နမိတ်ပေါ်ထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ အဲ့တော့တာကြာသားသမီးတွေကဒီကာလတွေမှာတဲ့ဆွဆွဲခံရတတ်တယ်ပြောဆိုခံရတတ်ပါတယ်ကိုမလုပ်တဲ့အရာကိုလုပ်တယ်လို့အထင်လွဲခံရတတ်တဲ့အချိန်ကလည်းမျိုးဖြစ်ပါတယ်ညတော့ပရမအုဆုံးစပြီးတော့စဉ်းစားမှအလုပ်ပေါ့နော်အလုပ်ထဲမှာအဆင်မပြေဖြစ်တတ်ပါတယ်လုံးဖို့ကံဘက်တွေနဲ့လည်းအဆင်မပြေဖြစ်တတ်သလိုအထက်လူကြီးရဲ့အထင်မြင်လွဲမှားခြင်းကိုလည်းရရှိတတ်တဲ့အချိန်ကလည်းမျိုးဖြစ်တယ်အထက်လူကြီးကကိုယ့်အထင်မြင်လွဲမှားတတ်တယ် ကိုယ့်ရဲ့လက်အောက်ငယ်သားကကိုယ့်ဒေါ်လန်ပုံကန်တတ်တယ်ပေါ့နော်ကိုယ့်ရဲ့လုံးပေါ်ကန်ပဲအချင်းချင်းလည်းပဲတယောက်နဲ့တယောက်ခြေထိုးခံတဲ့ခဲခဲလေးတွေဂျုံဝမ်းတတ်ပါဒါကြောင့်တောက်ကြသားသမီးတွေကဒီကာလတွေမှာအလုံးလုံးရတာတွေကအင်မတန်မှစိတ်ပင်ပန်းရတတ်ပါတယ်လှုပ်လှုပ်ခြင်းစိတ်တွေကုန်ခန်းနေတတ်တယ်မနှမိုးလင်းအလုံးမသွားခြင်းခြေထောက်တွေစိတ်တွေလေးလံပြီးတော့အလုံးလုံးခြင်းစိတ်မရှိဖြစ်နေတတ်ပါတယ်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့ တောက်ကြသားသမီးတွေဆိုရင်အလုပ်ထဲမှာဥနေပဲ့ထောင်ပဲ့နေတော့ဥထောင်ကပြောင်းနေကပြောင်းနံလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲတော့ကိုစီပိုင်းကိုပိုင်းစီပေါ်ရေးလုပ်ငန်းလုပ်ကင်နေတဲ့တောက်ကြသားသမီးတွေတောင်မှလက်ရှိကိုလုပ်နေတဲ့အလုပ်ကိုစိတ်ကုံနာလို့ညင်းငွေတာလို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်၄ကတော့ငွေကြေးကန်တာတာပေါ့နော်ငွေကြေးကတော့အဲဒီမှာမျောစင်သရက်နမိတ်ကြမျောစင်သရာကတော့ရဲတိုက်ကြီးတစ်ခုဟာမိုးကြိုးခါပြီးတော့ အဲ့ဒီမှာရှိတယ်ဟိုခေါင်ကြီးပွင့်သွားတဲ့နမိတ်ဖြစ်တယ်ဒါကြောင့်ငွေကြေးကိုအကြောင်းပြုပြီးတော့အာဆုံရှုံနစ်မြုပ်မှုတွေကြုံတတ်တယ်ပေါ့နော်ဘာမဟုတ်တဲ့အကြောင်းကိစ္စလေးတွေအကြောင်းပြုပြီးတော့ငွေကုန်နေတတ်တယ်ကိုယ်ပြဿနာသေးသေးလေးလို့ထင်ပေမဲ့အဲ့ဒီပြဿနာကြီးကကြီးပြီးတော့ငွေကုန်ကြီးကြများသွားတာမျိုးတွေဖြစ်တတ်တယ်။ဘယင့်မကိုက်တစ်ခုလုံးဟာစံသေးပလုံးဖြစ်တယ်လို့ပဲ။ တော့ဘာမဟုတ်တဲ့ဒီရိုးပေါက်ကလေးတစ်ခုကနေပြီးတော့ဟောပတ်စံတွေအများကြီးကုံသွားတာလို့ထွက်သွားတာအဲ့လိုမျိုးတွေဖြစ်တတ်တယ်။ဒါတွေကတော့တောက်ကြသားသမီးတွေကအရေးကြီးတာကဒီလောင်းကစားတွေပဲမလုပ်ပါဘူး။လောင်းကစားလုပ်လို့ရှိရင်ဆုံးချုံနှိမ့်မြုံမှုတွေများတတ်တယ်။အပ္ပဏ္ဏချီတာငားတာအာမခန္ဓာတွေမလုပ်တင်ပါဘူးလှုပ်လို့ချင်းအဆင်မပြေဖြစ်တတ်ပါတယ်နော်အော်ငွေကြေးနဲ့ပတ်သက်ရင်နော်နည်းနည်းအထူးသတိထားမှာပေါ့အဲ့တော့လူတယောက်ရဲ့ကံတရားမှာအဓိကမန်တိုင်း ဖြစ်တဲ့ကတ်သုံးကတ်ရှိတာပါနော်ကတ်သုံးကတ်ထဲမှာကျမကြီးနဲ့ပတ်သက်တဲ့ကန်တာတာတော့ကောင်းပါလားကျမကြီးဆိုးဆိုးရွားရွားအညံ့ခိုက်တော့မရှိပါဘူးဒါမှစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်မော နေရတာမျိုးဖြစ်တတ်တယ် အဲ့တော့အဓိကအရေးကြီးတဲ့ကတ်က၃ကတ်၃ကတ်ထဲမှာနံပါတ်၁ကအလုံးနဲ့ပတ်သက်တဲ့ကတ်အလုံးနဲ့ပတ်သက်တဲ့ကန်တာတာမှာတော့နည်းနည်းလေးခွန်းကပြောခဲ့သလိုပဲနည်းနည်းညံ့တယ်နံပါတ်၁ကငွေကြေးနဲ့ပတ်သက်တဲ့ကန်တာတာကတ်မှာလည်းပဲနည်းနည်းလေးညံ့အဲ့ဒီအပိုင်းနှစ်ပိုင်းမှာတောက်ကြသားသမီးတွေကနည်းနည်းလေးစိတ်မောလူမောဖြစ်ရတယ်အဲ့တော့မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်းတွေမိမိတို့ရဲ့အကြံစီတွေပေါ့နော်လုပ်ရင်ကောင်းမလားမကောင်းလား လုံးတင်လားမလုံးတင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့တွေးဝင်နေတဲ့တွေးရဖြစ်နေတဲ့ကိစ္စတွေရှိရင်တော့လုံးတင်ပါလေ။ဘာနဲ့လုံးတင်တယ်လဲဆိုရင်တတ္တိနဲ့လုံးတင်တယ်။ညဘသူပဲဘလို့ထင်တယ်ဘသူပဲဘလို့ပဲပြောပြောဘသူပဲဘလို့ပဲခြေထိုးခံခံငါအလုပ်ကငါအောင်မြင်အောင်လုပ်မယ်လို့ယတိပြဆုံးဖြတ်ပြီးတော့လုံးကန်ဆောင်ရွက်တင်တယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံစားတာကတော့အတော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။အမွေကိစ္စ ထမျိုးသားချင်းနဲ့စက်တူဆေးရလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်။နောက်တစ်ခုကအချိန်တော်နဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာပြီးတော့စိတ်ပျော်ရွှင်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အချိန်နဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်။ချစ်သူကောင်းကောင်းရတတ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကံစားတာအထူးကောင်းတယ်။အချိန်တော်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ။ဟာပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျတော့ Queen of Fortune ဆိုတာကံကြမ္မာရဲ့ကောင်းသောအပြောင်းအလဲတွေဖြစ်တယ်။အဲ့တော့သင်တန်းကိစ္စအပြောင်းအလဲတွေဖြစ်မယ်။အဲ့ဒီအပြောင်းအလဲတိုင်းအပြောင်းအလဲတိုင်းကတော့ကောင်းတဲ့အပြောင်းအလဲတွေပါ။အဲ့တော့ကိုယ်အနေနဲ့သင်တန်းနေရာဌာနပြောင်းတက်ဖို့စိတ်ကူးရှိတယ်ဆိုရင်အောင်မြင်နိုင်တယ်ပေါ့။ဟာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပြောင်းအလဲလုပ်မယ်ဆိုရင်လည်းအောင်မြင်နိုင်တယ်။ နောက်တစ်ခုကတချို့နိုင်ငံခြားကိုသွားပြီးတော့ပညာတော်သင်သွားဖို့အတွက်ထင်းငော့ကြံ့ကြာထိုင်တဲ့ကိစ္စတွေဆိုရင်ချောချောမောမောနဲ့အဆင်ပြေသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါမှမဟုတ်တောင်ကြားသားသမီးတွေအတွက်ဒီကာလတွေမှာဆိုရင်တူတယ်တယောက်တည်းမနေသင့်ဘူး။ဆွေမျိုးသားချင်းတွေမိသားစုဝင်တွေကိုချစ်ရတဲ့လူတွေနဲ့ပူတွေပေါင်းဆက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းသင့်တဲ့အချိန်ကာလဖြစ်တယ်။ ုမှာရှိနေတဲ့ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေရှိရင်လည်းပဲရင်ဖွင့်ပြီးတော့အဆင်ပြေအောင်ကြိုးစားဆောင်ရွက်တင်ပါတယ်။အဲတော့တောက်ကြသားသမီးတွေအတွက်ကြိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အဖြူရောင်နော်အစိမ်းရောင်အဲ့ဒါလေးတွေကောင်းပါနော်အဲ့တော့အကြောင်းသင်ခန်းကိစ္စရှိတဲ့အခါအဖြူရောင်ဝတ်ပါအစိမ်းရောင်ဝတ်ပါပါနော်စိတ်မောလူမော ဖြစ်နေတဲ့စိတ်ဓာတ်တွေကျနေတယ်ဆိုရင်လည်းအဖြူအင်းကြီးအဖြူရောင်လေးတွေယူပြီးဝတ်အစိမ်းရောင်လေးတွေယူဝတ်ပါနော် နောက်တစ်ခုကကျွန်တော်တို့မြက်ခင်းတိုင်းတိုင်းရှိတဲ့နေရာလေးတွေမှာတွားပြီးတော့ထိုင်နေတင်ပါတယ်။တောက်ကြသားသမီးတွေတွေအကျိုးပေးတယ်၊ကံကောင်းတဲ့အယောင်လေးတွေပေါ့နော်။အဲ့တော့နောက်ကံကောင်းတဲ့နံပါတ်လေးတွေကတော့နှစ်စာလေးစုံလို့လေးစာနှစ်စုံလို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါ။ညစွာဘုရားရှင်ကိုတော့မြတ်ကြီးကိုလက်ဖက်ရည်နဲ့ကိတ်မုံနှစ်ချက်နဲ့ ကတ်လူပူဇော်ပြီးတော့ဆူတောင်းလိုက်ပါတောက်ကြသားသမီးတွေတုံတွေးရမယ်မကောင်းတဲ့အညံ့တွေပြေပြောက်ပြီးတော့ကောင်းကျိုးရရှိစေမှာဖြစ်ပါတယ်တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒပြေဝကြပါစေလို့ဆူတောင်းမြတ်တာများစိုက်လိုက်လည်းလည်းပို့တာလိုက်ပါတယ်